ဲအားလုံးပဲမြင်တာပါခင်ဗျဒီနေ့မှာကျွန်တော်ဒီနေ့၃ခုပြောပြောပြောပြမယ်မှာနော်အဲ့ဒါကျွန်တော်ပြောပြမယ်ပထမတစ်ချက်ကကျွန်တော်ဒီလိုမျိုးကျွန်တော်ဒီပြစ်လိုက်တယ်ဗျာကျွန်ကြည်ပြစ်လိုက်တယ်ပြောကြတော့ဒီကြည်ပြစ်လိုက်တဲ့ခါကျရင်ဘယ်လိုပြောမလဲကြည်မပြစ်မချင်းကျွန်တော် enemy လာတဲ့ခါကျရင်ကျွန်တော်ပြစ်လို့မရအောင်နော်အဲ့လိုမျိုးမဖြစ်ချင်ဘူးကျွန်တော်ဒီမှာကျွန်တော်မနေ့တည်းနေ့တိုင်းသူ့အတူချက်ချင်းပြစ်သွားတာမျိုးနော်အဲ့လိုမျိုးလူချင်းတဲ့သူတွေကျွန်တော်ဖုန်းပေးကြောင်ပြောပြမယ်ပြီးရင်ကျွန်တော်ဒီမှာ တနက်လေးခေါက်လိုက်ရင်ကျွန်တော်ပန်ကတ်တန်းကြိုက်တဲ့သူတွေရှိပါတော့အဲ့ဒါလေးကျွန်တော်စိတ်ညစ်ရတဲ့သူတွေလည်းရှိတယ်အဲ့တော့ကျွန်တော်တနက်ကောက်ပြီးတော့ပန်နေပါလေကျွန်တော်အဲ့လိုပန်ကြိုက်တဲ့ဟာလိုချင်တယ်ကြယ်လို့မလိုချင်ဘူးဆိုရင်လည်းကျွန်တော်ဒီကဖွင့်ပေးကျွန်တော်အဲ့တခုလေးကျွန်တော်ပြောပြမယ်နောက်တစ်ခါကျတော့ဒီမှာကျွန်တော်ဆိုတော့ဒီကောင် aiming asset ဒီလိုမျိုးဟာတွေပြည့်တဲ့ခါကျရင်ကျွန်တော်ကင်မလာလိုမျိုးသွားလို့ရတာဒီခလုတ်လေးပြနော်အကောင်ကိုကျွန်တော်တို့ကဟိုမလိုချင်ဘူးအဖွင့်ပိတ်လောက်ချင်တယ်ဆိုရင်လည်းရတယ်တကယ်လို့ဖွင့်ပိတ်တကောက်ကြီးရတယ်ဒီလိုမျိုးအားတက် ကျွန်တော်အဲ့ကောက်ဖိထားပြီးဆိုရင်ကျွန်တော်ကိုလိုချင်းနေရာကိုသွားလို့ရတယ်ဗောနော်အဲ့တော့ကျွန်တော်အဲ့ကောက်လေးလည်းကျွန်တော်ဒီနေ့ဗီဒီယိုမှာကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဘယ်လိုလောက်အောင်လဲဆိုတော့ကျွန်တော်ဒီကျွန်တော်ပြပေးမယ်နော်ကျွန်တော်အရင်ဆုံးကျွန်တော်ရဲ့ဗီဒီယိုလေးလာကြည့်တဲ့ညီတို့ထုတ်ဆန်တိုင်းပဲဟဲ့ဟော subscriber လေးမနေ့ကနေ့နေပြတာကြောင့်တော့ဆုချင်ပါနဲ့ဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီ patchy mobile နဲ့ပတ်သက်တဲ့ကျွန်တော်ဒီအချက်အလက်လေးတွေကျွန်တော်တင်ပြပေးတယ်ဘောတော်တော့လိုအပ်တဲ့အခါကျရင်အသုံးဝင်တဲ့အခါမျိုးတွေရှိတယ်ဗျာနော် ဲ့တော့ဘောလာရှာခတ်မှာဆိုကျွန်တော်ရဲ့ဒီ channel လေးကို subscriber လေးမနေ့ကနေနှိပ်ပြထားကြပါဦးပြီးတော့နောက်နောက်ထပ် video variation ပုံစံလေးလို့လို့လည်းကျွန်တော်စဉ်းစားလာနော်အဲ့ဒါလေးလည်းတင်တဲ့ခါကျရင်လည်းအပစ်ပါအောင်ပြီးရင်ကျွန်တော်ဒီ video highlight လေးတင်တယ်ကျွန်တော်အပစ်ဖို့ကျွန်တော်ပို့ချင်တယ်အဲ့တော့ကျွန်တော်အရင်ဆုံးကျွန်တော်အရင်ဆုံးဘယ်လိုကြောင်းလဲဒီကောင်ကျွန်တော်ပြစ်လိုက်မယ်အရင်ဆုံးကြည်ကုန်อืมအရင်ဆုံးကျွန်တော်ကပြစ်လိုက်မယ်ဟုတ်ကဲ့ကျွန်တော်ဒီလိုမျိုး ပြစ်လိုက်ပြီကျွန်တော်ကြည်ဖြစ်လိုက်မယ်တကယ်လို့ enemy ကကျွန်တော်ဒီလိုမျိုးပြည်နေတဲ့ချိန်ကျရင် enemy ကလာတယ်ဗျာလာတဲ့ခါကျရင်ကျွန်တော်ကြည်ရကုန်နေပြီကြည်အဲ့တော့ကျွန်တော်ပြန်ပြည့်မယ်ဆိုရင်ဒီဖြစ်နေတယ်ကျွန်တော်ကြည်မယ်ပြည့်တယ်ဒါပေမဲ့ကျွန်တော်ကြည်မယ်ပြည့်တယ်ကျွန်တော်ချက်ချင်းလိုက်သူချက်ချင်းရင်ပြည့်လို့ရနော် ်ပြေပြည့်ကြမယ်ကျွန်တော်ပြည့်တဲ့ခလုတ်ကိုကျွန်တော်နေရင်ချက်ချင်းပြည့်သွားအဲ့ဒါကျွန်တော်အဖွင့်ပေးခလုတ်ကိုကျွန်တော်ဘန်နာမှာတက်ကြည့်ရမယ်ဆိုရင် Windows setting လေးတင် Windows setting လေးတစ်ချက်နေပါနော်ဒါ basic control မှာမဟုတ်နော်အဲ့တော့ဒီမှာ event control မှာနေပါပြီးရင်ဒီမှာစဉ်းစားလိုက်ပါနော်ဘောတော့အော်စဉ်းလိုက်ရမှာနော်အပေါ်ဆုံးစာမျက်နှာမဟုတ်နော်ဒီမှာဖြည်းဖြည်းလေးစဉ်းပါမယ်နော်ဟာတစ်ချက်စဉ်းမယ်ဆက်စဉ်းမယ်อืมဆက်စဉ်းမယ်အာဒါမှတွေ့ပြီပြရမှာ တမန် reloading ဒီကောက်လေးပေါ့နော်ဒီစာလေးပေါ့နော်ပြောရပါမယ်အဲဒီကောက်လေးပေါ့နော်ဒီကောက်လေးကိုကျွန်တော်တို့က reloading တစ်ပတ်မှအလိုက်ကောင်မှကျွန်တော်ထားလိုက်မယ်ဆိုရင်ကျွန်တော်ကဒီမှာကြည်ဖြစ်နေတဲ့ချိန်ကြရင်ကျွန်တော်ပြည့်တဲ့ခလုတ်ပြည့်တဲ့ခလုတ်မှာကျွန်တော်ပြည့်တဲ့ခလုတ်ကိုကျွန်တော်အရင်ဆုံးကြည်ကောင်လုပ်လိုက်မှာကြည့်ဒီမှာကျွန်တော်ဒီကောက်ကြည်ဖြစ်နေချိန်ကြရင်ကျွန်တော်ပြည့်တဲ့ခလုတ်ကိုကျွန်တော်နှိပ်တယ်ဆိုရင်သူကအလုံးမလုပ်ဘူးပေါ့နော်တကယ်လို့ကျွန်တော်တို့ကအလဲရောမထားမနေနဲ့နင်းဘာလို့ ဟိုပစ်လိုက်မယ်ကျွန်တော်အရင်ဆုံးကိုယ်ကပစ်လိုက်မယ်နော်ဒါလေးမရအောင်လားအဲ့တော့ကျွန်တော်အဲ့လိုမျိုးမဖြစ်အောင်ကျွန်တော်ဘယ်လိုထားမလဲဆိုတော့အက်ကောကိုကျွန်တော်ဟိုဒီဘက်မှာအဖန်ကွန်ထရိုးမှာဝင်မယ်ပြီးရင်ကျွန်တော်ဒီမှာနော်ဒီဘက်ကအရင်ဆုံး fire input လာအက်ကောလေးအဲ့ကောင်လေးကျွန်တော်တို့ကထားလိုက်မယ်ဆိုရင်ကျွန်တော်ရင်လုံးကြည့်ကျွန်တော်ကြည်ဖြစ်ပြမယ်နော်ကျွန်တော်ဒီဘက်ပြင်ထားမှာထားလိုက်ပြီကျွန်တော်ကြည်ဖြစ်လိုက်ပြီဆိုရင်ဒီ ချီဖြစ်တယ် enemy လာတယ်ကျွန်တော်တမ်းမိတယ်ဖြစ်တယ်အကောက်လေးကျွန်တော်တို့ကဖွင့်တာဘူးလို့နော်တကယ်လို့မဖွင့်တာအောင်ဆိုရင် ကျွန်တော်တို့ကပြောမချင်တော်တော်လေးမတိတာတကယ်ပရိုပီယာဖြစ်ချင်တယ်ပြီးရင်ကျွန်တော်တို့ဒီအေးကြီးရကောင်းကောင်းလေးလဲဟိုဟာချင်တယ်ဆိုရင်တော့အဲ့ကောက်လေးဖွင့်တာဘူးလို့ပါတယ်ဘာဖြစ်လဲဆိုတော့အကောက်လေးဖွင့်တာဆိုရင်အရင်ကြီးအားတာတယ်ဗောနော်အားတာကြရတော်တော်ကြီးနေတယ်ဗျအကောက်လေးကိုကျွန်တော်ပိတ်ထားမယ်ဆိုရင်တော့အမ်တာဗောနော်တော်တော်လေးအဆင်ပြေဘူးအဲ့တော့ကျွန်တော်ဒီမှာတနက်တိတ်လိုက်တာကိုကျွန်တော်ပန်တန်းကြိုင်တဲ့ပုံစံမျိုးဗောနော်မကြည့်ရနော် တနက်တိုင်းရတယ်ကန်တန်းကန်အဲ့ကလေးကျွန်တော်ဖွင့်ပေးလောက်ချင်တဲ့ညီကိုလေးတယ်အဲ့တကောင်ကကျွန်တော် setting လေးပဲထပ်ဝင်မှာပြီးရင်ကျွန်မ van control မှာဝင်မှာပြီးရင်ကျွန်တော်ဒီတိုင်းမှာဆက်ပြီးတော့သွားမှာနော်ဒီမှာတွေ့လားဒီမှာ whole open main ဆိုပြီးတော့ဒီစာအစာရန်အောက်ကစလုံးလေးပေါ့နော်ဒီကောင်လေးပေါ့နော်ဒီဒီကောင်လေးကိုကျွန်တော် dz ပဲထားလိုက်မယ်ဆိုရင်ကျွန်တော်တို့ကတနက်တနက်ကန်ရတနက်ပြန်တိတ်တယ်ဒါဆိုရင်သူမကန်တော့ဘူးပေါ့နော်မကြည့်တနက်ကန်တယ် ပြန်သိမ့်တယ်ဒါဆိုရင်သူမကင်တော့ဘူးเนาะอืมကင်တော့လာကောအဲ့လိုမျိုးတကယ်လို့ကိုကတနိုင်သိမ့်ပြီးဆိုတာနဲ့ကျွန်ပန်တန်းကင်စီချင်တယ်ဆိုရင်အဲ့ဒီအဘန်ကွန်ထိုးပါမယ်ဝင်ဘယ်လိုပဲဖြည်းဖြည်းလေးဆွဲ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 ပြီးတော့ဒီမှာเนาะပြောပါဟုတ်တယ်မဒါကလေးကိုကျွန်တော်အနီးဘေးထားလိုက်ပါအနီးဘေးထားလိုက်မယ်ဆိုရင်ကျွန်မကျွန်တော်တနိုင်သိမ့်လိုက်တယ်အမ်ပန်တန်းကင်ရနော် အဲ့တော့ကျွန်တော်တို့ကအဲ့တိချင်တဲ့ညီကိုလေးရဒီတူတချို့ရတော့ဗျာအဲ့လိုမျိုးကြိုက်တယ်တချို့ကြလည်းမကြိုက်ဘူးနော်တချို့မကြိုက်တဲ့သူလည်းကျွန်တော်အဲ့ကောက်လေးကျွန်တော်အနည်းပဲဒီဒီဈေးပဲထားလိုက်ပါနော်ကျွန်တော်နောက်ပြန်ကြည့်ဒီကင်မလာဒီဒီကင်မလာကျတော့ဒီကောက်ကျတော့အိမ်မင်းအစဖွင့်ရခါကျတုံးတဲ့ခါပါနော်ကျွန်တော်ဒီ TDM မှာတော့ဘာလို့မှတကောက်ကျတော့တုံးဝင်နေဗျာချွတ်ကြတော့ဒီမျိုးမကြီးဒီလိုလက်မကြီးကျွန်တော်လက်တွေ့ရလားတွေ့ရလားမသိဘူးမကြီးကျွန်တော်လက်ဒီလိုမျိုးလှုပ်ရှားရင်တော့သွားရလားဒီပေးတချို့ကြတော့ ကျွန်တော်တကောဒီဈေးပဲထားလိုက်မယ်ဆိုရင်ကျွန်တော်တို့ကပြောမစင်ဟာကျွန်တော်ဒီဈေးပဲထားလိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာဒီခလုတ်နော်ဟာကြီးပါကျွန်တော်ရွှေ့ရနော်မာမတော်သလားအဲ့တော့ကျွန်တော်တို့အကောက်ကြတာအားမတောက်ပြာကျွန်တော်အဲ့တကောကိုကျွန်တော်အင်းမင်းဆက်ဖွင့်တဲ့သူတွေကျွန်တော် TM မာတို့မာတို့ဆော့တဲ့သူတွေဆိုရင်ဒီကောအဗန်ကွန်ထုံးဝင်ပါပြီးရင်ကျွန်တော်အောက်ဆိုးကိုဆွဲလိုက်နော်ဘောတော့ဒီမှာကင်မရာဟာလေးရှိတယ်နော်ဒီကောလေးအနီးပဲထားလိုက်ပါအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာနီမီလာတယ်ဆိုရင်ဟာကြီး ျွန်တော်အဲ့ကလေးကြိုက်ပြီးတော့ကျွန်တော်ဒီခလုတ်ကိုကျွန်တော်ဒီမှာကြည့်ကျွန်တော်ပြည့်တိမ်ရှိပါရမှာသွားလေးရနော်အဲအဲ့ကောဒီ၃ချက်လေးကျွန်တော်တိထားဖို့လုပ်ပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုလေးကိုသဘောကျတယ်ကြိုင်နေတဲ့လေခင်ဗျားတို့ဘယ်ပြောမလဲအသုံးဝင်နေဆိုရင်ကျွန်တော် like လေးလုပ်ပါလေးရပါတယ်ပြီးရင်တိချင်တာမေးချင်တာလေးရှိရင် comment မှာရေးသွားပေးကြပါဦးအဲ့တော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပဲကျေးဇူးများတင်ပါတယ်ကျမရဲ့ဒီကိစ္စကြပါအလုပ်ပဲတက်တာပါ